နိုင်ငံသားယူရှန်နီဟာအန်တာတိကတိုက်ရေခဲပြင်ပေါ်မှာ မိုင်၁၀၀မာရသွန်ကို၂၂နာရီမိနစ်၄၀58စက္ကန့်နဲ့ပန်းဝင်ပြီးစံချိန်သစ်တင်လိုက်ပါတယ်။သူဟာမာရသွန်နဲ့အယ်ထရာမာရသွန်ပေါင်း900ကျော်ပြည့်ခဲ့မှုတဲ့အတွေ့အကြုံရင်အပြေးသမားတဦးဖြစ်ပါတယ်။သူ့ရဲ့စံချိန်သစ်ဟာ၂၀24ခုနှစ်ကပေါ်ဂျိုစင်နဲ့ Rob Sambian Tiro တင်ထားတဲ့23နာရီ22မိနစ်59စက္ကန့်စံချိန်ကိုချုပ်ဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲထရာမာရသွန်ပြေးပွဲတွေဟာသမယိုးကျမာရသွန်တွေလို26မိုင်ပဲမဟုတ်ပဲမိုင်90မိုင်100ဒါမှမဟုတ်ဒီထက်ပိုပြီးဝေးဝေးပြေးရတာဖြစ်ပါတယ်။နိုဝင်ဘာလ10ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒီအပြေးပွဲကို အပူချိန်အနှုတ်15ဒီဂရီဆယ်ဆီယပ်စ်မှာပြေးခဲ့ရတာဖြစ်ပါတယ်။နေအောင်ရှိပေမဲ့လည်းပြေးသမားတွေဟာနင်းကြိုက်တဲ့ဒဏ်ကိုရင်ဆိုင်ခဲ့ရပြီးလက်တလျှောက်မှာအကူအညီပေးရစကန်တွေစီစဉ်ပေးထားခဲ့ကြောင်းသိရပါတယ်။ ညချိန်မှာတော့အပူချိန်ကအနှုတ်30ဒီဂရီအထိကျဆင်းခဲ့ပြီးလေတိုက်နှုန်းကြောင့်အနှုတ်35ဒီဂရီအထိခန်းစားခဲ့ရတယ်လို့ဆိုပါတယ်ရှင်။